မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာဟောတောင်းကိုရောက်လာပြီဗျာကျွန်တော်လိုက်ဖမ်းလိုက်ရတာလေသိလားအဲဒီဟုတ်တန်ကြီးလက်ညီနဲ့တို့စတိုက်ဝတ်တိုင်း coordinated attack ပေါ့နော်ဆိုတော့ကျွန်တော်က KNU တမဟာနှစ်တမဟာသုံးရယ်နော်ဒီရခိုင်ရယ်နော် AA ရခိုင် AA ပေါ့အဲရခိုင်တဘုံနော်စစ်တရားတဘုံနဲ့ဒီကျွန်တော်တို့အဲမြောက်ပိုင်းမှာရှိတဲ့ချင်းတဘုံနော်ချင်းတဘုံအလုံးပေါင်းပြီးတော့နော်သူတို့စီးပေါ်ဆောင်မှုတွေကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်ကျွန်တော်ပင်နေမြေလိုက်ဖမ်းတော်တော်ခတ်ပါတယ်အဲတတ်မလို့အနေနဲ့ဆိုတော်တော်လေးရှုပ်ထွေးစင်ပါပါနော်အဲတတ်မလို့လည်းကိုချင်းလည်းစာပါလေနော် အဲကျွန်တော်ဝေဖန်ဝေဖန်နေရတယ်ဆိုတာကလည်းတက်မတော်သားတွေရဲ့အရေးနိုင်ငံရဲ့အရေးကျွန်တော်နိုင်ငံတည်ငြိမ်နေတည်ငြိမ်လို့သူတွေဖြစ်တယ်လေနော်တက်မတော်နဲ့မဖြစ်မနေရက်တည်ရမှာပဲနိုင်ငံတို့မှာတက်မတော်မရှိလို့မရဘူးတက်မတော်မရှိနိုင်ငံပထမအဆုံးအနေနဲ့ face state ဆိုတဲ့အကဲကိုကြာရှုံးနိုင်ငံဖြစ်သွားမယ်အဲ့တော့ကျွန်တော်အရင်ကစိုးရိမ်နေအဲ့ဒီလိုမျိုးတွေမဖြစ်ရလေအောင်အဲကျွန်တော်တို့ကအဲတက်မတော်နဲ့ရက်တည်နေတာဖြစ်တယ်နိုင်ငံမျက်နှာကိုကြည့်တယ်အဲ့တော့နိုင်ငံမျက်နှာကိုကြည့်ရတဲ့အတွက်ကြောင့်မလို့တက်မတော်နဲ့ရက်တည်နေတာဖြစ်တယ်ဟုတ်ပြီအဲ့တော့ အခုကျွန်တော်ဒီမြန်မာနိုင်ငံစီရေးမှာကျွန်တော်ဒီနေ့သုံးသပ်ရမှာဆိုရင်စီရေးပေါ်ဆောင်မှုတွေကနေရာနှက်မှာပေါ်ဆောင်လားဒီနေရာမှာပေါ်ဆောင်တယ်ဟိုနေရာမှာပေါ်ဆောင်တယ်ဟိုဘက်ချမ်းမှာပေါ်ဆောင်တယ်ဒီဘက်ချမ်းမှာဟန်ပြလိုက်တယ်အနောက်တနေရာမှာဟိုတိုက်ပွဲပေါ်ဆောင်တယ်အာတော်တော်လေးကိုတော့ a coordinated very coordinated attack ပဲဒီမှာအဲ့တော့စာကောင်ကောင်ပြောရမယ်စာကောင်ကောင်ရေးရမယ် ရေခဲရေခဲပါဆိုတော့အတမ်းမကြားချင်ပြီလေကြားအောင်ပါရေခဲပါနော်အဲ့တော့ပထမဦးဆုံးအနေနဲ့ ARC ရေတက်ကလည်းပြတ်သားတယ်ကြည့်လားဆော့လဲဆော့ဘလော့တီးထဲလဲမြင်ကြပါလားဘာကြောင့်လဲတက်ကအဲ့ဒီ ARC ဘတ်ချမ်းပေါ့နော်ဒီကျွန်တော်တို့ယူမယူမတောင်ချေယူမတောင်ချေကတက်အရွာတွေမှာတက်ကတော်တော်လေးပြည့်ပြည့်သားသားဆောင်ရွက်ပါလေတော်တော်ဤကြသွားတာပါကျွန်တော်ဟိုတနေ့က100ဆိုတာက ဟိုတိုက်ပွဲပြီးပြီးချင်းကျွန်တော်ရတဲ့တည်ရဲ့အချက်လက်ပေါ့နော်အဲနောက်ပိုင်းကျတော့အဲကျွန်တော်ဆက်ပြီးတော့လိလာတယ်ပေါ့နော်လိလာတယ်လိလာတဲ့အခါမှာတော့သူကြာနေတာမှမဟုတ်ပဲဗျာသူတို့တော်တော်အီစိတ်သွားတာဟုတ်ဗျာလိလာကောင်းဆောင်နေလဲကြာလဲပြင်ပေါ့အဲအဲ့ထက်မှ NLD တွေလည်းပါသွား NLD အမှတ်ပေါ့နော်တော်အမှတ်လည်းပါသွားတယ်ကြာတိရတယ်ပေါ့နော်အေးပေါ့အာသူတို့ဒါသူတို့ယူတဲ့လမ်းပဲလေနော်သူတို့ယူတဲ့လမ်းဖြစ်တဲ့ကြောင့်မို့လို့အဲတက်မလို့အနေနဲ့ကတော့ လက်နက်ကင်ဖွဲ့စည်းပဲလေဒါတရားဝင်လက်နက်ကင်ဖွဲ့စည်းဖြစ်တယ်တရားဝင်လက်နက်ကင်တဲ့သဘုံဆိုတာကတော့ဒါသူတို့ရွေးချယ်တဲ့လမ်းဖြစ်တဲ့အတွက်ကြောင့်တက်မလာနေနဲ့နေနေမှုတွေရှိလာပြီပေါ့ဗျာဗန်မော်သတင်းလေးပြောပါပြောပါမယ်ဗန်မော်လည်းပြောပါမယ်နော်အဲဒီနေ့ကျွန်တော်တောင်ငူနဲ့အဓိကစပါမယ်ဘာကြောင့်လဲဆိုတော့ပဲခူးဘချမ်းကိုလည်းဒါသူတို့တနည်းအားဖြင့်ငင်ကြဘကိုးအရှိချမ်းနောက်ချမ်းရှိတာပေါ့နော်ဘကိုးအရှိချမ်းမှာလက်ဘိုးအရှိချမ်းမှာဆိုလို့ရှိရင်တော့ KNU ရှိတယ်ဗျာ KNU တက်မဟာ2ရက်တက်မဟာ3ရက်ရှိတယ် ဲ့တော့ဒါသူတို့နေမြေတက်မှာညောင်လေးပင်ခရိုင်ကတက်မဟာ3ဖြစ်မယ်။ကျောင်းတောင်လူခရိုင်ကကြတော့တက်မဟာ2ခွင်ဖြစ်မယ် KNU ။အဲ့တော့ KNU ကလည်းပုံမှန်အားဖြင့်ညိန်တယ်ဗျ။ခင်းဆက်ဆက် KNU တွေဟာဆိုရှင်သူတို့ညိန်တယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့အဲသူတို့က KNU ကနိုင်ငံရေးအားဖြင့်တမိုင်းရှိပါလေ။နော်။ဟိုတော်လိုင်းရေးအားဖြင့်တမိုင်းရှိတယ်။သို့ပါတော့လည်းပဲစီးမရှိကမ်းမရှိနောက်ဆုံး GZ တွေပေါ့။ GZ PDF တွေနဲ့ပေါင်းလိုက်တဲ့အခါမှာတော့ တမိုင်းရှိတဲ့အဖွဲ့အစည်းတွေပင်လျင်မဲ့အခုဆိုရင်မြို့ရွာတွေကိုဒုက္ခပေးတက်လာတဲ့ပြည်သူလူထုမျက်နှာမကြည့်တဲ့အခြေအနေမျိုးတွေဖြစ်လာတယ်။အဲ့တော့ဒီတမဟာနဲ့တမဟာသုံးဟာအင်အားအလွန်ကျွန်ကြီးထွားသွားပါပြီ။အဲ့သူတို့စီမှာခု PDF တွေအများကြီးရလာတယ်။လက်နက်သာပြည်စုံသွားမယ်ဟေ့ဆိုလို့ရှိရင်တော့အတမလို့တော့မလွယ်လောက်ဘူးပေါ့ဗျာနော်။အဲ့တော့ခုဘကူရှေ့ချမ်းစစ်တောင်းမြေရဲ့ရှေ့ဘက်ချမ်းပေါ့ဗျာနော်။အဲ့အဲ့ဘက်ချမ်းမှာတော့ဒီတိုက်ပွဲတွေကြီးကြီးမားမား ုဆိုရှင်ပြန်ဖော်ဆောင်လာပြီဘကိုးအနောက်ချမ်းဆိုကျွန်တော်စနောက်ပြောညောင်ကျိုးပေါ့ဗျာကျွန်တော်ရှောင်းလုံးပြောနေညောင်ကျိုးညောင်ကျိုးကသူတို့ကိုစော်ထိုက်တာဝတ်သွားတာဟုတ်ဗျာသိလားညောင်ကျိုးလည်းသူတို့ဆန်းလို့မရဗျာ AOD ကိုသွားဆန်းတဲ့ခါကျတော့လေ AOD လည်းဆန်းလို့မရဗျာဘယ်ဘက်မှာဆန်းလို့မရတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်သူတို့ခင်ဗျာမှာအဲ့တော့ AOD ဆန်းလို့မရဘူးအဲနောက်တစ်ခုကဘကိုးဆန်းလို့မရတဲ့ခါကျတော့အခုတောင်ငူဘက်ကိုသွားပြီဟုတ်လားအတောင်ငူကျတော့တောင်မှာလေရင်ငွင်းရှိတာပေါ့နော်တောင်ရင်တောင်ငူလေရင်ငွင်းရှိတယ် အဲ့တော့ဒီလေရင်ခွင်းနဲ့ပတ်လည်ပတ်ပတ်လည်မှာလည်းရွာတွေရှိသေးတယ်ဟုတ်လားအဲ့ဒီရွာတွေမှာလည်းတက်ကနေရာယူထားတဲ့အခြေအနေတွေရှိတယ်အခုစစ်ကတော့အခုပေါ့နော်ပကိုးတိုင်းအနောက်ချမ်းလို့အေးရပြီးတော့မှတက်ကအပြောင်းစင်တော့ရေခဲပေါ့ဗျဆန္ဒတယောက်ရေးသားပါလားရေခဲပေါ့နော်အဲ့တော့ရေခဲလို့အပြောင်းလို့မယ်ဆိုရှင်ရသားပါပြီခင်ဗျာနော်အဲ့တော့အခုပကိုးတိုင်းရှိချမ်းရေမခဲတော့ပြန်ရေပြန်ပူနေတယ်အဲ့ဒါအကြောင်းမို့လို့ကျွန်တော်တို့အခုဒီနေ့ပြောမယ့်အထက်မှာ တောင်သူကိုကျွန်တော်လိုက်ဖမ်းရတာဒီသဘုံတွေကိုကျွန်တော်ကြည့်နေပါတော့ကျွန်တော်စောင့်ရှိနေအောင်တနည်းအားဖြင့်တို့တို့ကြည့်ထားလို့မရဘူးเนาะဘောင်းဆောင်ကကြည့်ထားမှာအဲ့တော့မှလည်းကျွန်တော်တို့ကျွန်တော်လည်းသိကျင်တယ်အဲကျွန်တော်မျိုးတွေခင်ဗျားလည်းသိကျင်ကြပါလိမ့်နော်အသိကျင်တဲ့သူအချင်းချင်းเนาะအခုလိုမျိုး share ပြောဆိုဆွေးနွေးခြင်းပါပဲခင်ဗျာเนาะကျွန်တော်လည်းဘာမှသတင်းထောက်ကြီးလည်းမဟုတ်ပါဘူးเนาะ journalist ကြီးလည်းမဟုတ်ပါဘူးငါတနည်းအားဖြင့်တော့ journalist ပုံစံမျိုးတော့ရှိတာပေါ့ journalism ဝါဒပါပဲเนาะ အဲ့တော့တော့လည်းပဲကျွန်တော်သိကြတယ်လို့အားလုံးလည်းသိကြကြပါပဲဆိုတော့ခိုင်ချက်လေးနဲ့ကျွန်တော်ပြောဆိုနေတာဖြစ်တယ်။အဲ့တော့အခုအဲစီရင်တဲ့အရာဆိုလို့ရှိရင်တောင်ငူလေရင်ခွင်းရှိတယ်ဗျ။ဒီလေရင်ခွင်းကိုတို့ကြံစီနေကြတယ်။တမဟာနှစ်ရဲ့ခွင်းဖြစ်တယ်။တမဟာနှစ်ဆိုတာက KNU တမဟာနှစ်။အရင်ကတော့သမိုင်းကြီးခဲ့တယ်။အဲအခုကတော့ PDF တွေနဲ့ပေါင် NUG နဲ့ပေါင်းပြီးတော့ဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်နေတော့ဟမ် ဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်နေတော့အဖွဲစည်းဖြစ်နေပါပြီအဲ့တော့စီမဲ့ကမ်းမဲ့တွေပေါ့ဗျာနော်အခုစတိုက်ပွဲပေါ်ဆောင်လာတာကိုတွေ့ရတယ်အဲပထမဆုံးတစ်ချက်နေနဲ့မနေ့ကမနေ့ကပဲຫນွယ်ကောင်းရဲ့နတ်တန်ကွင်းရဲ့ကြောက်ကြီးရဲ့နော်ကြောက်ကြီးအဲ့ဒီဘာတွေမှာအဲ KNU တမဟာ3ကတိုက်ပွဲပေါ်ဆောင်လာတာကိုတွေ့ရတယ်အယောင်ပြတိုက်ချင်းလို့လည်းပြောလို့ရတယ်ပေါ့ဗျာနော်ဟိုဒီဘက်အယောင်ပြတဲ့စစ်တပ်လုံများအောင်ပေါ့ဗျာနော်အဲ decision maker တွေ နော်တအထက်ကအရာရှိကြီးတွေဘယ်ခေါ်မလဲကျွန်တော်တို့စုံချက်ချက်တွေလွှဲအောင်ပဲပြောမလားဒီပေါ့အဲ့တော့ ID မှာတိုက်ပွဲပေါ်ဆောင်ပါလေအဲပေါ်ဆောင်ပြစ်ခတ်မှုတွေရှိရောဗျာနော်အဲမပြီးသေးဘူးဗျာအဲ့ဒါသူတို့ကအကြောင်းပြပေါ်ဆောင်မှုနောက်ပိုင်းမှာနောက်ထပ်တကယ်ဒီ operation ပေါ့ကြီးကြီးမားမားကြီးတွေလုပ်ဖို့ရှိတယ်အဲ့ဒါကတော့နောက်ထပ်ကျွန်တော်တို့ကြားသိရတာပေါ့ဗျာနော်အခုသူတို့ကလည်းကြံစီနေတယ်ကြံစီတယ်ဘယ်လိုကြံစီအခုဆိုရင်တောင်မှုတော့တောင်မှုနဲ့၄မိုင် တောင်မူလေးမိုင်မှာခလာရ39ရှိတာဟုတ်ဗျခလာရ39ဆိုတော့မြို့ဆောင်တက်လို့ပြောလို့ရတာပေါ့အဲ့ဒီခလာရ39ကိုတဲ့နော်သူကတိုက်ပါဗျဒီလားတိုက်ဖို့စီစဉ်တယ်အဲ့တော့ဘကိုးကနေပြီးတော့စစ်ကအခုဆိုတောင်မူရောက်သွားပြီနော်ဘကိုးကတော့အခုမဟုတ်ဘူးနဲ့ဘကိုးညောင်ကျိုးကတော့အခုရေခဲလို့သဘောထားလိုက်တော့ဗျာနော်ဒီကဲလာတော့ထားလိုက်ပါအာတစ်ဖက်ကတပုံကတခါလဲပရိပရိဖြစ်နေတဲ့အခြေအနေမျိုးရောက်နေပါပြီနော်အဲအီယော်ရီလဲပုံမှန်ဖြစ်နေပါပြီပုံမှန်တော့မဟုတ်ဘူးပေါ့ဗျာဆိုရမစို့ရင် ဝင်လာလိုက်ထွက်သွားလိုက်ပတ်ပြေးလိုက်အဲဒီပုံစံမျိုးတွေရှိတယ်ဒါအေရဝတီချင်းတယ်အခုတောင်ကူအချင်းကြီးကတော့တောင်ကူကအခုကျွန်တော်အေရဝတီပုံစံမျိုးဖြစ်မယ်အဲပကိုးပုံစံမျိုးဖြစ်မယ်အဲသူတို့အခုစပြီပေါ့နော်အဲစပြီဖြစ်တဲ့အတွက်ကြောင့်တောင်ကူသတိထားရမယ်အဲခရယာ39သတိထားရမှာပေါ့ဗျာနော်ခရယာ39ကိုတဲ့နော်သူတို့စိတ်ဖူးရွာပေါ့အဲစိတ်ဖူးတောင်ရွာနားမှာပေါ့နော်အဲရွာမှာပြောလို့ရမှာပေါ့အဲ့တော့အဲ့ဒီမှာအဲ့ကောင်တို့အင်အားစုနေပြီ အဲဆုပြီးတော့ခလာ39ကို မကြာခင်မှာနော်အင်အား300လောက်နဲ့ဝင်တိုက်မယ်လို့တော့မကျွန်တော်ကြားသိတာအဲ့တော့စစ်ပွဲကအဲ့မှာရောက်မှာပေါ့ဗျာနော်အဲ့တော့စစ်ပွဲနောက်ကိုကျွန်တော်လိုက်ရလိုက်နေရတယ်အဲတက်တော့ကျွန်တော်မသိဘူးကျွန်တော်တို့ပြည်သူတွေနာသိကျင်တဲ့သူတွေကတော့မကြာခင်အဲဘယ်လိုမှဆိုတော့ပွဲကြီးကြီးမားမားပွဲကောင်းလာတော့မယ်နော်ခလာရအဲ39ကိုကြာခင်တိုက်တော့ဖြစ်တော့ကြောင်းတက်ကြောင်းမလို့ပွဲကြီးပွဲကောင်းလာတော့မှာပေါ့ဗျာနော်အဲစစ်ပွဲကြီးကိုကျွန်တော်မကြိုက်ပါဘူးမကြိုက်တော့ညာလည်းပဲ အသိဉာဏ်ကြေမှာကိုမောင်မောင်နေတဲ့စစ်စစ်တင်းပေါ့နော်နားလေထားတာလေးသိရှိထားလေးကို share အောင်မှာပါကျွန်တော်အာသိရှိထားလေးပေါ့အဲ့တော့ဘယ်တော့ဖြစ်လာမလဲဆိုတော့စောင့်ကြည့်လိုက်ပါနော်အခုအဲအဲ့မှာတော့တိုက်ပွဲအစမယ်ပေါ့နော်တိုက်ပွဲစပြီးတော့လို့ရှိရင်တို့ကဒီခါရ39ကိုတို့အရတိုက်ပြီးတော့မှတာလင်းနောက်တစ်စစ်တောင်းတရာပေါ့စစ်တောင်းတရာဆိုတော့ကျွန်တော်တို့ဘယ်လိုသွားမလဲဆိုတန်တောင်ဘက်ကိုသွားမယ်စစ်တောင်းတရာပေါ့ဒီစစ်တောင်းတရာကိုတို့တိုက်ရလိမ့်မယ် အတိုက်တခါကြောက်ရှိတော့စစ်တောင်းတရားကိုသူတို့ရဖို့ပြသူတို့ရဲ့စေရေးစီစဉ်နေရလဲကြံကြီးလွန်ပါလေ။ဘာကြောင့်လဲဆိုတော့တောင်ကူကလည်းမြန်နန်းတွေကိုဖျက်နိုင်မယ်ဟဲ့ဆိုနေပြီးတော့ဝိုင်းဖို့အတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်သွားမှာဟုတ်။အဲ့တော့အဲ့ကြောင့်မို့တောင်ကူဘက်ကစရတယ်ဆိုတာလည်းကောင်းမဟုတ်ဘူး။အမြန်နန်းကိုဖျက်တောက်နိုင်မယ်။ရန်ကုန်နဲ့မန္တလေးကိုနော်ရန်ကုန်မန္တလေးနေပြီးတော့ကိုခါးလေကနေဖျက်လိုက်နိုင်မယ်ဆိုတဲ့ခါကျတော့ဒါတို့အတွက်တကယ်ကိုတနည်းအားဖြင့်အန်ရည်ပေါ့ပေးနိုင်ဆုံးတဲ့ စီရအောင်မြင်မှုကြီးကြီးမားမားကြီးရသွားနိုင်မဲ့အခြေအနေမျိုးဖြစ်တယ်အဲဒါကြောင့်မို့လဲ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူစောတာနီကပါပြောလဲဆိုလို့ရှိရင်နေပြည်တော်မှာပြန်ဆုံမယ်နေပြည်တော်မှာပြန်ဆုံမယ်ဆိုတာသူအလကားပြောတာမဟုတ်ဘူးသူသူအဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာကျွန်တော်ကတွက်ချက်ကြည့်တာပါနော်အတွက်ချက်ကြည့်လိုက်တေချာပြီကရင်ပြည်နယ်ကပုံကိုယ်တွေကနေပြည်တော်မှာဆုံမယ်ဟဲ့ဆိုလို့ရှိရင်တေချာတယ်တကယ်တမ်းကရင်ပြည်နယ်မှာတပ်မဟာနှစ်ခုအလုလုလိုက်မယ်အဲ့ဒီတပ်မဟာကတော့တပ်မဟာ1နဲ့တပ်မဟာ3ဘာကြောင့်သူကနေပြည်တော်နဲ့အနီးကပ်ဆုံးအခြေအနေမှာရှိတယ်အဲ့တော့စောတာနီပြောသလို ရောက်မရောက်နိုင်မရောက်နိုင်ဆိုတာကတော့ကျွန်တော်တို့ရဲ့ဒီစစ်တင်တာပြည်ထုတ်ကြီးဦးမင်းအောင်လာရဲ့ပြတ်သားမှုတွေဆောင်ရွက်ချက်တွေเนาะလှုပ်ဆောင်ချက်တွေနဲ့တော့အများကြီးအများကြီးသက်ဆိုင်လို့ပြောရမှာပေါ့ဗျာเนาะအဲသူ့အနေနဲ့သူ့အရေးချင်းကိုကျွန်တော်စမ်းစစ်ကြတော့မှာတတိပြန်ကျွန်တော်စမ်းစစ်လာကြပါဘူးကျွန်တော်အဲစစ်တင်တာပြည်ထုတ်ကြီးရဲ့အရေးချင်းကလည်းကောင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 ်းနေလို့ပြောရမှာပေါ့เนาะအဲတော့ပါတော့လည်းစစ်တပ်ဆိုအဆုနဲ့အခွင့်နဲ့ပါเนาะအဲ့တော့ အစုံနဲ့ဖွင့်နေဖြစ်တယ်ဒီဦးမဲအွန်လိုင်းကောင်းတာညံ့တာအပထားစစ်တပ်မှာကအားလုံးသူရဲကောင်းတွေကြီးပါပဲသူ့နေရာနဲ့သူသူရဲကောင်းတွေရှိတယ်သူ့နေရာနဲ့သူစစ်တိုင်းမှုတွေအရေးချင်းရှိတဲ့စစ်တိုင်းမှုတွေအများကြီးရှိပါလားအယောင်တော်ကြပါလားနော်အဲ့တော့သောတာနီပြောသလိုသူတို့ပဲနေပြည်တော်မှာသွားဆောင်နိုင်မလားစစ်တပ်ကပဲသူတို့ရဲ့အကြံစီကိုဖျက်ဆီးနိုင်မလားဆိုတော့ဒီတောင်မှုမှာစကားပြောသွားမယ်လို့တော့သုံးသပ်တယ်ပေါ့ဗျာနော်အဲ့တော့အဲဒါပထမဦးဆုံးသူတို့ရဲ့စီရေးကစလာတယ်နော်မနေ့က ရောင်ပြသူတို့တိုက်နေပြီเนาะရွာကြီး၃ခုကိုပဲနွယ်ကောင်းတို့နတ်တန်ကွင်းတို့ကြောက်ကြီးတို့မှာရောင်ပြတိုက်နေပြီအဲနောက်ထပ်သူတို့အဲ့မှာရောင်ပြပြီးသွားလို့ရှိရင်တော့တောင်ကိုလေတက်ပေါ့တောင်ကိုလေတက်နဲ့တောင်ကိုမြို့ကသတိထားရမယ်ခလာရ39ကိုတိုက်နိုင်လို့ရှိရင်ဒီနေ့အဖြစ်တောင်ကိုကချိန်ချောက်ခံရပြီဗျာเนาะအဲ့တော့အဲ့တော့ခလာ39သတိထားရမယ်အခြေအနေမျိုးတွေရှိတယ်အဲကျွန်တော်လည်းစောင့်ကြည့်ရမှာပါဗျာအဲ့တော့အဲနောက်ထပ်ဘယ်လိုပြောနိုင်အောင်လဲဆိုတော့ အမ်တောင်ငူနဲ့ပတ်သက်ပြီးမနေကပါဗျာနော်အမ်တောင်ငူမြို့နယ်ပေါ့တောင်ငူမြို့နယ်အကဏီရွာအုပ်စုပေါ့ကဏီရွာအုပ်စုမှာအာကရင်နီကုန်းရွာဆိုတာရှိတယ်ဗျာကရင်နီကုန်းရွာဆိုတော့လေရင်ကွေးနဲ့အသိမလားမကန်ပေါ့အဲ့ဒီအဲ့ဒီရွာတွေကိုစနေရဖြစ်ပေါ့နော်စစ်တပ်ကလွှမ်းမိုးထားနိုင်ရမယ်စိုးမိုးထားနိုင်မှသာလျှင်တောင်ငူလေတပ်ကစနေရဖြစ် လုံးကြုံမစအတိုင်းတာရှိတဲ့အတွက်ကြောင့်မလို့ဒီရွာပတ်ဝန်းကျင်မှာလည်းတက်ကတော့ရှိပါလေနော်အဲ့ဒီပတ်ဝန်းကျင်ရွာလည်းမတက်နေရှိတယ်အဲ့ဒီကရင်ဒီကုန်းရွာကိုတက်လာကျွန်တော်ပြောနေတာစီစဉ်ကဆလာပြီးစောတာနီအလကားပြောတာမဟုတ်ဘူးနော်အဲ့တို့ကြံစီနေတဲ့ဘကူအရှင်းနဲ့အနောက်ကိုချိန်ဖို့တို့စူးစမ်းနေပြီမဲ့တို့ညောင်းလင့်ထားတဲ့ဘကူအနောက်ချမ်းကနော်ညောင်ကျူးဘက်ကနော်ညောင်ကျူးအုပ်ရှိပင်ဘက်ကဘလို့မှရှိစတူလို့မရတဲ့အခြေအနေမျိုးတွေဖြစ်သွားအီအီကလည်းငါတို့တော့လစ်ပြီးဆိုပြန်လာပြီเนาะပြန်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီစရရပေါ့ဗျာနော်ပြန်ပြန်တော့မသေးချသေးဘူးအဲသူတပုံးနေတိတ်အမောင်တွေကဥပောပြောသလိုပေါ့ဗျာနော်အမောင်မင်းတို့အမောင်တွေကလူတွေတိတ်ကလီကမာများတယ်ဟာအာတိတ်ကလီကမာများတယ်လို့ခဏလေးအဲ iPad channel လာပါနော်ခဏလေးတိတ်ကလီကမာများတယ်စောင့်ကြည့်နေရမလားစောင့်ကြည့်နေအဲ့တော့ပြန်သွားပြီလို့တော့ပြောတာပဲအဲပြောလို့တော့ယုံလို့တော့မရသေးဘူးအတက်ကလည်းပို့စုပတ်ဆက်ပါပဲအဲ့မှာပြင်းနေတာနော်အဲ့ဒီညောင်ကျိုးမှာပြင်းနေတာဒီနေ့လည်းကျွန်တော်တို့အကြတိရပါတယ် ဒီနေ့လည်းတနေ့တော့စောင့်နေတာပါပဲเนาะမနေ့ကလည်းစောင့်တယ်ညောင်ကျိုးကတောက်လျှောက်စောင့်နေတာတောက်လျှောက်စောင့်နေတာတရက်နှစ်ရက်သုံးရက်လောက်ရှိပြီဒီနေ့လည်းတောက်လျှောက်စောင့်ပါတယ်เนาะစောင့်နေတယ်အဲ့တော့ညောင်ကျိုးရဲ့ဒီကာကင်းနေရလဲကာကင်းနေကာကင်းကုန်းတစ်ခုကလည်းရသွားပြီဖြစ်တဲ့အတွက်ကြောင့်ညောင်ကျိုးကမကြခင်အဲလူချင်းရင်လူချင်းရင်လူချင်းအိတ်ကထရောက်ပြီးတော့ပြောလို့ရတယ်ဒါမှမဟုတ်ဇီးရဖြစ်တော့ပွဲမပြီးခင်เนาะဘယ်လိုခေါင်းလဲဆိုလို့ရှိရင်ပြောလို့မရဘူးပေါ့ဗျာเนาะစောင့်ကြည့်အောင်ပါ စီရဒီနေ့မနေ့ဖြစ်အောင်တူဘူးရဒီခါကျကျွန်တော်မှလမ်းထွက်သွားတာရှိတယ်အဲ့တော့အဲ့တတိကြီးထားရတယ်အဲ့တော့သူတို့ရည်မှန်းထားတဲ့ဘကူတိုင်းတော်ချောအစင်တွေလိုက်ဘူးသူတို့ဖြတ်ချင်တဲ့ပိန်မိုရလမ်းကြောလဲအခုချိန်မှာကောင်းကောင်းကြောကော့ဤစက်အောင်ခံလိုက်ရတယ်အဲ့တော့တောင်ငူမှာအခုစအဲ့တော့တောင်ငူနဲ့ပတ်သက်လာရင်ခုနကျွန်တော်ပြောတဲ့အဲတောင်ငူမြို့နယ်ပေါ့နော်အကနီရောအုပ်စုကရင်ဒီဂုံးရွာမှာတက်ရှိတယ်ဗျနော်ရွာနဲ့မလားမကန်း ဘုရားကုန်းပေါ်မှာတက်တာရှိတာ哦တက်ရှိတဲ့ခါကျတော့အဲ့ဒီတက်ကို PDF တွေအားအများကြီးနဲ့လာပစ်ပါတယ်လာပစ်တဲ့အခါမှာတော်တော်တိုက်ပွဲပြင်းထန်ခဲ့တယ်တော်တိုက်ပွဲပြင်းထန်ခဲ့တော့အတက်ကလည်းပြန်ပစ်ပါတယ်အပြန်ပြစ်ဘယ်ကပစ်လဲဆိုတော့သူတို့ကခတ်တာကဒီပေါ့နော် KNU ကအမြဲတမ်းရွာတွေကိုရှောင်တယ်သူတို့ရဲ့ဒီတော်လိုင်းသမိုင်းကြီးတယ်ပေါ့နော်ဒါပေမဲ့ PDF နဲ့ပေါင်းဝေးတဲ့အခါမှာတော့ KNU ဆိုတာစီးမရှိကမ်းမရှိတဲ့ ဘာမှမသိရနီပိန်းအဖွဲနီပိန်းအုပ်စုဖြစ်သွားတာပါပဲအဲ့တော့ PDF နဲ့ပေါင်းပြီးတော့အဲ့ဒီကရင်နီဂုံးရွာတဲကနေပြီးတော့တော့တက်ကိုလှမ်းပြီးတော့တက်စခန်းကိုလှမ်းပစ်တယ်လှမ်းပစ်တော့တက်ကအပြည့်အခတ်တယ်ဘာမှတည်းရပြစ်သွားတယ်နော်အဒုတိယတည်းရလည်းထပ်ပြစ်ဒုတိယတည်းရပြစ်တဲ့ခါကျတော့တို့ရဲ့လက်နက်ကြီးကကြီးတွေကမပေါက်ဘူးဖြစ်တယ်အဲ့တော့အဲ့လိုခြေနေမျိုးနဲ့ဖြစ်တယ်အဲ့တော့တိုက်ပွဲကအဲကျန်းခဲ့တယ်ကျန်းရတော့ဘလို့ဖြစ်တယ်ဆိုတော့အဲ့တော့တက်ကတိတ်မကြဘူးအဲအဲ့နေရာလေးအားလုံးကို လေချောင်းနဲ့အစေးပြမတ်တွေအားလုံးအေးယူသွားတယ်လို့ကြားသိရတယ်ပေါ့ဗျာနော်ကြားသိရတော့အဲ့ဒီရွာမှာခရက်ကလည်းအဲ့ဒီရွာကပြောရင်ခင်ဗျားတို့ကျွန်တော်ထပ်ပြီးတော့အတွင်းကြကြလေ့လာကြည့်ပါလေအဲ့ဒီရွာမှာလာပြတဲ့ PDF တွေကလည်းဘယ်ဘယ်ဘယ်ရွာသားကြီးလဲပြောလို့ရှိရင်အဲ့ဒီရွာကဆွေမျိုးသားချင်းတွေပဲ။ဘာကြောင့်လဲဆိုတော့အဲ့ဒီရွာကပဲ PDF ထဲကိုဝင်တာအများကြီးဖြစ်တယ်လေ။ PDF ထဲဝင်တာအများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရွာဟာတနည်းအားဖြင့် ်ပီဒီအက်ရွာဖြစ်နေတာဗျာလေလားပီဒီအက်ရွာဖြစ်နေခါကျတော့ဒါအရှိရရှိတိုင်းပြောပြတာနော်အဲကျွန်တော်တို့ဒါအတိကိုအတိတိုင်းပြောပြတာအဲအဲ့လိုပုံစံမျိုးဖြစ်နေရလို့ကျွန်တော်အတွင်းထပ်ပြီးတော့လေဟိုကျွန်တော်နည်းနည်းမမှန်ချစ်ချစ်လေးလာကြည့်ခါတော့တွေ့တယ်လာဖြစ်တဲ့သူရန်ဒီရွာသားပဲအဲ့တော့ဒီရွာကတနည်းအားဖြင့်ပေါ့ဗျာနော်ပီဒီအက်များစုံမှုတော့အဲတော်လိုင်းရေးစုံမှုတော့ပေါ့ရွာဖြစ်သွားတယ်ရွာဖြစ်သွားတယ်မနေ့ကတော့အဲ့ဒီသူတို့တွေနောက်ပြဆုတ်သွားပြီလို့ပြောလို့ရတယ်ပေါ့ဗျာနော်အဲ့ဒီ ခြေအနေအဲ့တော့ကျွန်တော်ပြောချင်တာကဟိုတောင်မှမှာစစ်ကစနေပြီဘကိုးနိုင်အရှိချမ်းမှာစစ်ကစနေပြီသူတို့စစ်ကခုံနေတဲ့မြောက်ရီခုံအဲမြောက်ရီအောင်ဖြစ်ပါကျွန်တော်တို့ဒီ ARV ခုံနေဘကိုးခုံနေဖိအတက်ကစော်လှိုက်တယ်ဟုတ်လားအခုဘကိုးတိုင်းအရှိချမ်းစက်ခုံပြီတောင်မှနားမှာအခုခုံနေပြီကိုဗျာနော်အဲ့ဒါကကျွန်တော်ဒီနေ့တောင်မှနဲ့ပတ်သက်ပြီးစစ်ပွဲအဖြစ်ဗနပွဲပြောခဲ့ပြီလို့ဆိုလို့ရှိရင်ဖြစ်ပြီးဖြစ်ပြီးတဲ့ဟာလည်းကျွန်တော်ပြောခဲ့ပြီနော်အဲကျွန်တော်တို့ဆန္ဒကပြောတယ်ပဲနယ်ကုန်းနတ်တန်ကွင်း အကြောက်ကြီးဖြစ်ဖြစ်ပြီးခဲ့ပြီဖြစ်တဲ့ဖြစ်ခဲ့ပြီအဲ့ဒါကိုလည်းကျွန်တော်ပြောခဲ့ပြီးသားပါပြီနော်အထို့သူဒီနေ့တောင်ငူမြို့နယ်တောင်ငူမြို့နယ်ကဏီရွာအုပ်စုဒင်းခွင်းနဲ့တိတ်မလားမကမှာရှိတဲ့ရွာမှာလည်းတိုက်ပွဲဖြစ်တယ်ပေါ့ဒါလည်းကျွန်တော်ပြောခဲ့ပြီးပြီအဲ့ဒီတိုက်ပွဲကိုခရရ39ကနေပြီးတော့ပြစ်ကူလှမ်းပေးတယ်လို့ကျွန်တော်ကြားသိရတယ်နော်အကြားသိရတော့အခုရှိတာအဲ့ပတ်ဝန်းကျင်မှာဒီလက်နက်ကင်တွေပေါ့နော်ဟိုဘလိုခေါ်မလဲလက်နက်ကင်ရရှိသလိုတက်လည်းရှိရတဲ့အတွက်ကြောင့်မို့တက်ကပုံများပါတယ် ကာကွယ်ပေးနိုင်တယ်။ဒါကြောင့်ဒီလေရင်ဝင်လုံခြုံဖို့ဟာအနိုင်ဆုံးတတော်များများသောအေရိယာတွေကိုတက်ကနင်းနေစိုးမိုးထားနိုင်မှသာလျင်လေရင်ဝင်ရစိတ်ချအောင်ပါဗျာ။ဒီလား။ဟဲ့။ဘာလဲတဘုံဝရံပြည်တွေကိုညားနေတာအချမ်းဖတ်ရှိဟာ။အေးပေါ့ဒါကတော့တက်ရဲ့ view ဟာနဲ့လည်းဆိုင်တယ်လေဗျာ။ကျွန်တော်တို့ကလည်းဟုတ်တယ်အားမရဘူးဒါအမှန်ပဲ။အရှိ့ကိုရှိတိုင်းပြောရမှာပေါ့နော်။ကဲဟုတ်ပြီ။အဲ့တော့နောက်ထပ်တိုက်ပွဲတစ်ခုနဲ့ထပ်ဆက်မယ်ကြာနော်အဲ့ဒီအာ တန်တောင်ကြီးမြို့ဆိုတော့ဟာမင်းတို့ဟိုသူတို့အန်နီအန်နီတော်ကြီးရယ်နော်သူတို့အကျန်တော်ကြီးရယ်နော်အဲ့ဒီတောင်ကူနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကိုဆက်ပေါက်မလဲဆိုတောင်တောင်ကူစစ်တောင်းတရားပေါ့နော်စစ်တောင်းတရားဒီတန်တောင်ကြီးဘက်ကိုချိန်ထားတဲ့စစ်တောင်းတရားရှိတယ်အဲ့တန်တောင်ကြီးမြို့ပေါ့တန်တောင်ကြီးမြို့ဆိုတာကရင်ပြည်နယ်ထဲမှာရှိတယ်အဲ့ဒီကရင်ပြည်နယ်မှာရွာကြီးရှိတယ်ဗျတကယ်ရွာကြီးအဲ့ရွာကြီးကိုတက်မဟာ2ရက်တက်မဟာ3ရက်ပေါင်းပြီးတော့အင်အားပေါ့နော်အင်အားတော်များများလောက်နဲ့ ဲ့ဒီရွာအင်ဂျီအဖြစ်တထောင်ကျော်တယ်ပေါ့အင်ဂျီအဖြစ်တထောင်ကျော်တဲ့ရွာကြီးပါရွာနာမည်ကတပြေညွန့်ရွာလို့ခေါ်တယ်ဗျာတိရအဲ့ဒီရွာကိုဒလန်ရွာဆိုပြီးတော့ PDF ရယ် KNU တပ်မဟာ2ရယ်3ရယ်ပေါင်းပြီးတော့လာတိုက်တယ်တတိုက်တဲ့ခါမှာတက်ကအင်အားရှိတာမှအယောက်60ကျော်အယောက်60ကျော်ရှိတယ်တက်ကရွာထိပ်မှာရှိတယ်အဲ့တော့လာတိုက်တဲ့အင်အားကတအားများတယ်เนาะတအားများတယ်ခုခံတဲ့အင်အားကလည်း60ကျော် ဒါတကယ်ဖြစ်ရတော့တကယ်ဖြစ်ရလေအခုကျွန်တော်ပြောနေရအောင်60ကျော်နဲ့ခုခံတိုက်ခိုက်တယ်မရတတိခုခံတိုက်ခိုက်တယ်နောက်ဆုံးပဲအရာရှိကဟိုအရာရှိကငါကြံခဲ့မယ်ရေဘော်လို့မင်းတို့ပြန်လို့ဆိုပြီးတော့ပြန်ခိုင်းနေတယ်အဲ့မှာရေဘော်တွေကပြောတယ်ဘုံအဘူကြီးပေါ့နော်ခင်ဗျားမပါဘဲနဲ့ကျွန်တော်မပြန်နိုင်ဘူးဆိုတော့အဲ့တော့နောက်ဆုံးပိတ်ပေါ့အဲသူတို့မဆုတ်ချင်မဲနဲ့ဆုတ်ခဲ့ရတော့ဆိုတော့ကျွန်တော်သူတို့မဆုတ်လို့ရှိရင်လေသူတို့ကရွာထိတ်မှာဖြစ်တဲ့စခန်းကအဲ့တော့ဟိုကလက်နက်ကြီးတွေပြင်ရွာကိုရွာရွာကိုညှာမဲ့အစီအစဉ်ရှိတယ်ပေါ့နော်ရွာကိုညှာတဲ့အတွက်ကြောင့်မို့လို့တက်က နောက်ဆုတ်ခဲ့တယ်နောက်ဆုတ်တဲ့ခါမှာလည်းကြည်စံတွေအားလုံးကြည်စံတွေလက်နက်တွေအားလုံးကိုဘာစုဘာမှမထားခဲ့ပဲနဲ့ဆုတ်ခဲ့တယ်နှစ်ရက်တိတိခုခံခဲ့တယ်အဲစစ်ကူတောင်းတော့လည်းစစ်ကူကနှစ်ရက်တိတိမလာဘူးမလာတဲ့ခါမှာတော့နောက်ဆုတ်ခဲ့တယ်ဟုတ်ကဲ့နော် နောက်ဆုတ်သွားပြီးတော့အာရရှိလေအခုဆိုရင်ထိန်ထိန်ထားခံရတယ်ဖမ်းခံတာလို့ကြားသိရတယ်တဘောကဖမ်းတာမဟုတ်ဘူးတက်ကပြန်ဖမ်းတာနော်နောက်ဆုတ်လာလို့ဆိုရင်ဖမ်းလိုက်တယ်အဲဖမ်းလိုက်တဲ့ခါမှာတော့အခုအရာရှိကတော့အချုပ်ထဲမှာရောက်နေတယ် အဲ့တော့အဲ့ရွာကတော့ကြာသွားတယ်လို့ပြောလို့ရပါမယ်။နောက်တစ်နေ့ရကြာတဲ့အခါမှာတက်ကဘက်ကလာတယ်။ဒီစစ်ကူလာတဲ့အခါမှာတော့အခုအဲ့ရွာကတော့တက်ကပြန်ပြီးတော့ထိန်းထားနိုင်နေခဲ့ပြီ။အဲ့တော့ဆိုလိုချင်တာကအဲ့ဒီဘလခေါမလဲလေရင်လဲလာဖြစ်တယ်။လေရင်လာဖြစ်လေလဲညာကုန်ရပါတယ်။ဘာကြောင့်လဲဆိုရွာကလည်း1800လောက်ရှိတဲ့အင်ဂျင်1000ကျော်လောက်ရှိတဲ့ရွာကြီးကိုအဲ့ဒီရွာကိုတက်ကလည်းညာတဲ့အတွက်ကြောင့်မလို့ဘုံချတဲ့အခါမှာလည်း ဘယ်လိုတေချာမချပဲနဲ့ပြန်သွားတယ်အဲ့တော့ခံတိုက်ရတဲ့စစ်တီတွေကလည်းဟိုရွာကိုညှာတဲ့အတိုင်းတိုင်းရှိတဲ့အကြောင်းမို့လို့ဟိုနောက်ဆုတ်သွားတော့ဗျာနောက်ဆုတ်အဲ့ရွာကတော့ကျသွားတယ်ပေါ့ကျသွားစင်မဲ့လဲအခုဆိုတော့အခုကတော့တက်ကပြန်ထိုင်ထားလိုက်ပြီပေါ့အဲ့တော့အဲ့ရွာကိုဒလန်ရွာဆိုပြီးတော့အဲ KNU PDF တွေအကောင်လုံးကမီးရှို့တယ်ဗျမီးရှို့တော့ဒါရွာမီးလောင်လို့ဗျာနော်အဲ့တော့ဒီရွာနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့အခုသူတို့စစ်နောက်တနေရခုံပြီးနော် ျွန်တော်ပြောပြောပြပါနော်ခုံတဲ့နေရာလေအခုကျွန်တော်လိုက်ကျွန်တော်ကမနေလိုက်ဖမ်းဒီနေရာဖမ်းတော့ကိုပဲရောက်တော့ဟိုနေရာဖမ်းတော့ဒီဘက်ရောက်အဲ့တော့အခုအဲတောင်ဘက်မှာဖမ်းကျွန်တော်ဖမ်းမိပါပြီဒီပုံလေးဖမ်းမိပြီနော်အဲဖမ်းမိတဲ့ခါမှာအဲတိုက်ဝဲရဆာနေတယ်အခုချင်းတစ်ခုချင်းကျွန်တော်ပြောအခုကျွန်တော်တောင်မှာအခုဖြစ်တာနေမယ်စပွဲက၃လခုတော့ရှိပြီဗျာအဲ့တော့အဲ့ဒီရောကိုမိရှို့တယ်တဲ့ဒေတာချင်းတွေကိုကျွန်တော်စုံစမ်းကြည့်တဲ့ခါမှာရွာတွေက PDF ကြီးဆိုးတဲ့ရွာတွေဖြစ်နေပြီ တက်ကဘာမှမလုပ်ဘာမှမလုပ်ဘာမှမလုပ်တဲ့ခါကျတော့နောက်ဆုံးပိတ်တော့ရွာတွေက PDF စီမှာဒူးထောက်ရတော့တာပဲဘလောက်ကြီးပဲတိုင်ငံကို agent ချင်းချင်းဟာလာဘလောက်ကြီးပဲ PDF ကိုမုံမုံနောက်ဆုံးပိတ်တော့တဘုံစီမှာဒူးထောက်ရတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်အဲ့ဒီရွာတွေအားလုံးကလည်း PDF တွေလွှမ်းမိုးထားတယ်အဲဒီတဘုံတွေလွှမ်းမိုးထားတဲ့ရွာတွေဖြစ်သွားပြီနောက်ဆုံးတစ်စစ်တက်ရှိတဲ့ရွာနဲ့အာ PDF ရှိတဲ့ရွာနဲ့မလမ်းမကန်းနေဖြစ်နေတဲ့တိတံတော့မှအခွင့်ရရမတူဘူးစစ်တက်ရှိတဲ့ရွာတွေကအပြင်းထွက်လို့မရအောင် အကုန်လုံးကပိတ်ဆို့ခံထားတယ်။တပုံရွာတွေနော်တပုံတွေရှိတော့အရက်တွေကကားတွေသွားလို့ရတယ်ဆိုလိုချင်တာကအဲ့ကဈေးတွေဈေးဝယ်တွေသွားလို့ရတယ်ဥမာရွှေတူးတဲ့အကွက်တွေပေါ့အဲ့မှာအဲရွှေထွက်တဲ့နေရာလေးရှိတယ်။အဲ့ရွှေထွက်တဲ့နေရာလေးကိုတပုံကကြီးဆိုးထားတယ် PDF တွေကြီးဆိုးထားတယ်။အဲကြီးဆိုးထားတော့အဲ့ဒီနေရာလေးကိုဈေးရောင်းလို့ရှိရင်မြို့ပေါ်ကကားတွေကဓာတ်ရိုက်ပေါက်ပြီးတော့ရောင်းတာဗျ။ရောင်းတဲ့ခါမှာကောင်းကောင်းစားတော့ရတယ်ပေါ့ဗျာနော်။အဲတော့ပါတော့လည်းပဲစစ်တက်ရှိသောရွာတွေစစ်တက်ရှိသောဒေသတွေကတော့ PDF တွေ ့ KNU တွေကပိတ်ဆို့ထားတဲ့အတွက်ကြောင့်မို့လို့ဒီကျွန်တော်လေနဲ့အဲဒေါ်လာချမှတ်တိုင်းစားရတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့ဒီအခြေအနေဒီစစ်ပွဲတွေကဘာလို့ထားရလဲပြောကျွန်တော်မေးရဦးမေအောင်လည်းကျွန်တော်မေးမေးလို့လည်းမေးရတော့ဗျာဒီပုဂ္ဂိုလ်ဘယ်လိုမေးလို့မေးရမှန်းမသိတော့ဘူးနော်ဟုတ်လားအကျွန်တော်ပြောတာအရှင်းရင်းကြားလားအတန်တွေပါရောအဲဘယ်လိုခေါ်မလဲဆိုတော့အတန်ထက်တာတို့ဟိုနည်းနည်းလေးပေါ့မကြည်လင်နိုင်ပါရှိလားဘာကြောင့်ကျွန်တော်ဟိုအတန်တာတော်ဖြစ်ပါလေဟိုမီးပေါ့ ီဒီယိုတိုက်ရိုက် join တာဖြစ်လို့ရှိလားဖြစ်လားနည်းနည်းလေးကျွန်တော်ကိုနည်းနည်းစာလေးရေးပေးပါဦးနည်းနည်းစာလေးရေးပေးပါဦးကျွန်တော် comment နဲ့ကြားရတယ်ကြည်ကြည်လေးနဲ့ကြားရလားပြီးတော့ဟိုကြည်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 မိသားလို့ပါလို့ရှိလားဟုတ်တယ်တဲ့ကိုမောင်နဲ့ညီမတို့ရောက်လဲအဲ့ဒီလိုဖြစ်နေတယ်တဲ့နော်ဟုတ်လားကြားရနော်အားလုံးအဆင်ပြေအဲ့ဒါဆိုရှင်တော့ကျွန်တော်ဘာမှပြင်ကြရမလို့နော်အဲ့တော့ရန်ဆိုရင်ပါလေနားထောင်နေသူတွေအနေနဲ့ မသိမှာဆိုလို့နော်ဟိုစနေပြမှာဆိုလို့ပါအဲ့တော့ရွာလေး PDF စုံမထားတယ်စက်တက်ရှိတဲ့ရွာက PDF ပိတ်ဆို့ထားတယ်အဲ့တော့တပုံသွားမှုတဲ့ရွာလေးကစားရတောက်ရသွားရလာရတယ်စက်တက်လွှမ်းမှုထားတဲ့ရွာလေးက air drop လာမှစားရတယ်အဲ့တော့ဦးမင်း online ဘာလုပ်ထားတာလဲဘာလုပ်ထားတာလဲအဲကျွန်တော်တို့မေးရမောနော်ဘာလုပ်ထားလဲထင်လဲကြနည်းနည်းလေးအေးအေးပါနော်ဘာလုပ်ထားလဲထင်လဲ ကောင်မရေးတဲ့တောင်ငူဘက်ကပနေရရှိပြီလေကောင်မအာရှိပြီရှိပြီအခုကဟိုရင်နေဆိုတော့အခုဒီတလောတွင်းမှာတော်တော်ကျန်းနေတာပါနော်ငတ်နေပါလေနော်ဟုတ်ပါလေတော့ကြားရပါလေနော်အဲ့တော့အာလုံးဝပေါ့အာစစ်တက်ရှိတဲ့အရက်တွေကတော့အဲ့လိုမျိုးဖြစ်နေတယ်အဲ့တော့ဒါအထက်လူကြီးတွေရဲ့စီမံခုတ်ကဲမှုညံဖြင်းလို့ပြောရရင်မှားမလားဗျာနော်ညီရေးတဲ့မှန်တင်ပေးပါလေဟုတ်ကဲ့ပါနာဆက်ကကိုယ်တိုင်ကသဘုံအပြည့်ဖြစ်နေတာ အေးပေါ့သဘောအားဖြင့်ဖြစ်နေလားမဖြစ်နေလားဆိုတော့တို့ကိုယ်တိုင်ပဲသိတော့မှာဗျာနော်အခုလောတော့ဟုတ်တယ်သဘောကတော့အားရှိနေအမှန်ပဲရွှေလုတ်ွက်လဲတို့ပိုင်ထားတယ်ဗျာနော်အဲတို့စီကိုရိတ်ခါဆိုလို့ရှိရင်တို့စီကိုရောက်တယ်ဗျာနော်အဲမြို့ကဈေးကလည်းဒါရိုက်ရောင်းလို့ရတယ်ဗျာနော်အဲဘလူးမစစ်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 ဘာညာမရှိဘူးနော်အဲ့တော့သဘောလို့ကအရန်ပြောဖို့ကောင်းတဲ့နိုင်ငံဖြစ်နေတယ်သဘောကိုပြောအောင်များထားနေတာမပြောမှဆိုးလို့လာမလို့နော်သဘောနေတဲ့ကြောင့်လေးနေထမင်းညောက်ပေါ်မှာဆိုပါလေဟုတ်လား